မင်္ဂလာပါခင်ဗျာဒီနေ့ခေတ်ကတော့ ICT ခေတ်ဆိုတော့လေအစိုးရလုပ်ငန်းတွေမှာဒီနည်းပညာတွေကမရှိမဖြစ်ဖြစ်ပဲဟုတ်ကဲ့ဟုတ်ပါတယ်လုပ်ငန်းတွေမြန်မြန်ဆန်ဆန်ဖြစ်လာမှာနိုင်ငံစီးပွားရေးလေတက်မှာကိုဒီနေ့ကျွန်တော်တို့ကြည့်ကြမှာကအဲ2017လောက်ကပေါ့မြန်မာနိုင်ငံပြည်တွင်းရေးအကြောင်းပို့ဆောင်ရေး IWT ပေါ့နော်သူတို့ e-government လို့ဖို့စူးစမ်းခဲ့ပုံကိုဒီမတန်းတွေနေလက်လာကြည့်တာပါဟုတ်ပါတယ် အဓိကကတော့ပိုပွန့်လင်းမြင်တာဖို့အကတိကင်းဟုပြောရင် good governance နဲ့ clean government ပေါ့နော်အဲ့ဒါကိုအထောက်အကူပြုဖို့ရည်ရွယ်ခဲ့တာရှင်음ဒီမတက်မှာစီဝင်ဆိုင်ဆရာကအဲ့နှခုံချုပ်လောက်ကတည်းကပို့ဆောင်ရေးဝန်ကြီးဌာန MOT မှာ online system တွေစလုပ်ခဲ့တာရှိရလို့ဆိုရယ် dynamic website တို့ internal information system တို့ပေါ့ဟောဒါဆို IWD ကအဲ့ဒီအပေါ်ခြေခံပြီးစလုပ်တဲ့တဘောလားအဲ့တော့တော့တိုက်ရိုက်မဆိုပေမဲ့ဆက်ဆက်မှုတော့ရှိနိုင်တာပေါ့လीအ IWAD အနေနဲ့ကတော့ရင်းကုန်ယုံချုပ်နေပြီးတော့နှုတ်နေယုံလေးကြဆက်တွေ့ဖို့အခြေခံဆောင်းအောင်ကိုတော်တော်ရင်းနှီးမှုနှင်ခဲ့တာတွေ့ရတယ်။အခြေခံအဆောင်းအောင်ဆိုတာဘလောက်တိုင်းရတာလို့ပြောတာလေခင်ဗျာ။ကွန်ပျူတာတွေဆာဗာတွေကအဆာပေါ့။ဟုတ်ကဲ့။ client computer ဆိုတရာကျော်လောက်ရှိတယ်ရှင်။ဆာဗာ၃လုံးလောက်တုံးခဲ့တယ်။နောက်ပြီးအဲ့ဒီခေတ်က၃တဲ့ ADSL တို့ WiMAX တို့ IP Star တို့လို့ internet line မျိုးစုံပေါ့။ဟွန်းအဆုံးမယ်နော်။ဟုတ်တယ်။ router တွေ switch တွေ connect pc တွေတော်တော်များများတက်ဆင်ခဲ့တာဆိုတော့အခြေခံပိုင်းကိုအားစိတ်ခဲ့တယ်လို့ပြောရမှာပါဟုတ်ပါပြီဒါက infrastructure ပိုင်းပေါ့အဲ့ဒီအပေါ်မှာမဘလူး software မျိုးတွေလုပ်ငန်းစဉ်တွေတုံ့ပြန်စူးစမ်းခဲ့လဲဆိုတာလေးဆက်ပြောပြပါဦးဟုတ်ကဲ့အဓိကတစ်ခုက electronic document management system or edms လို့ခေါ်တာပေါ့လေစာရွက်စာတမ်းတွေကို digital နဲ့စီမံခန့်ခွဲဖို့ပါ user account ၅ဘက်ကျော်ဖွင့်ခဲ့ရဆိုပေမဲ့ um တိတ်ပြီးတော့အတုံးမတွင် ခဲ့ဘူးလို့မတမ်းမှာဆိုထားရရှင်။အော်ဘာကြောင့်တယ်လဲ။အာ intranet ကိုညက်အခက်ခဲလေးတွေရှိတယ်လို့ပြောတယ်လေ။ဒါပေမဲ့ international information system ဆိုတဲ့ IIS ကတော့ပိုအတုံးဝင်ခဲ့ပုံရတယ်။ IIS ဆိုတာကတော့ဘယ်လိုမျိုးလဲ။အဲ့ဒါက user account အရာကျော်လောက်နဲ့တုံးခဲ့တာ။နေပြီးတော့ရန်ကုန်နေကရုံးနေကြအဓိကသတင်းအချက်လက်ဖတ်လေကြတာပေါ့။ဥပမာတန်ယူပို့ဆောင်ရင်ဌာနရဲ့နေစဉ်ရေးရင်ဝင်ငွေရော စီတုံးစာရင်းတို့လိုအရေးကြီးတဲ့ data တွေကိုဒီစနစ်နဲ့ပို့ချလက်ခံကြလုပ်ခဲ့ရရှင်။ဟင်းဒါကပူပြီးလက်တွေ့ချလို့ထင်မယ်နော်။ EDMS လို့ရှုပ်ထွေးတာထက် IIS လို့တရင်ပို့တာကပိုလွယ်ကူပြီးအသုံးတည့်ဟဲ့ပုံပဲ။စာရွက်စာတန်းတွေကို scan ဖတ်ပြီး digital သိမ်းတာပေါ့။လိုအပ်ရင်ပြန်ရှာလို့လွယ်အောင်ကွန်ညက်နဲ့လမ်းပို့လို့ရအောင်ပေါ့လေ။အဲ့လားကတော့ အဆင်ပြေခဲလားအဲမတဲရတော့နေထားနာခွဲရီစီက E5 နေကိုအချိန်မီပြန်ရဖို့မှာနည်းနည်းအခက်အခဲရှိခဲ့တယ်လို့ဆိုတယ်ဟုတ်ကဲ့ Novi အရေးပေါ်အချိန်နေအတွက်လဲကြိုတင်ပြင်ဆင်ထားတာရှိတယ်ဌာနတွင်းထုံး FTP server local email net meeting စနစ်တွေပေါ် internet line မကောင်းတဲ့အချိန်မှာတောင်ရန်ကုန်နဲ့နေပြီးတော့ job file တွေပို့တာ fax ပို့တာမျိုးတွေလုပ်နိုင်ခဲ့တယ်ဆိုတော့အဆက်အသွယ်မပြောက်ကိုစူးစမ်းထားတာပေါ့တော်တော်ပြီဆိုအောင်စူးစမ်းခဲ့တာပဲเนาะ လူငယ်လည်းတည်တံ software တွေရောထုံးခဲ့သေးလားရှိပါတယ်ရှင် transport management dress software ရှိတယ်ဝန်ထမ်းရဲ့အတွက် e-admin လစာထွက်ဖို့ e-finance plus payroll နောက် pc ကုန်လန်က e-store ဆိုပြီးတည်တံ software တွေတုံးခဲ့တယ်လို့ဖော်ပြထားတယ်ဟုတ်ကဲ့ဒါဆိုတော်တော်လေးကြည်ကြဲပြန်ပြန် digital ပြန်ဖို့ယူရခဲ့တာပေါ့ပြည်သူတွေအတွက်ရောဘာတွေလုပ်ခဲ့သေးလဲဟွန်း2009မှာ static website တခုစလွင့်တင်ခဲ့တယ် နောက်ပိုင်းမှာ dynamic website ပုံစံမျိုးအွန်လိုင်းနေနဲ့တင်ပေါ်လက်မှတ်ရောင်းတဲ့ဝန်ဆောင်မှုမျိုးအထိ လုပ်ဖို့စီစဉ်ခဲ့ဆိုတော့ပြီးသူဝန်ဆောင်မှုဘက်ကပါစဉ်းစားခဲ့တာတွေ့ရတယ်ရှင်။ဒီစနစ်တွေအကုန်လုံးကိုဝန်ထမ်းတွေတုံးနိုင်မှုကလည်းအရေးကြီးတာပေါ့နော်။တင်တန်းတွေဘာတွေရောပေးခဲ့လား။ဩတင်တန်းတွေကတော့အများကြီးပေးခဲ့တာရှင်။မှတ်တမ်းထဲမှာလေးပေးပြောထားတယ်။ IIS, EDMS, networking ကဆိုဟိုလုပ်ငန်းတော့ software တွေအစုံပေါ့။ ဌာနတွင်းမှာရောဝင်ကြီးဌာနဖွင့်တာရော ပြင်ပတင်တန်းတွေရော အကုန်လွတ်ခဲ့တယ်လို့ဆိုတယ်။ဒါဆိုရင်အဓိကအဆောင်ရှိတဲ့ software ရှိတယ်။လူတွေကိုလည်းတင်တန်းပေးထားတယ်။ဒါပေမဲ့မတန်းရအဓိကစိန်ခေါမှုတစ်ခုရှိနေသေးတယ်လို့ပြောတယ်နော်။အဲ့ဒါကဘာများဖြစ်မလဲ။ ဟုတ်ကဲ့အဓိကကွာဟချက်လို့ပြောရမှာပေါ့နော်ရန်ကုန်ရုံချုံနဲ့နေပြည်တော်လိုနေရာတွေမှာတော့ ICD ကိုအတော်အသင့်ထိုးနိုင်ခဲ့ပြီမြင်အဲနေရုံတွေဌာနဆိုင်ငယ်လေးတွေအထိကြည်ကြည်ဖြန့်ဖြန့်ပူပေါင်းပြီးတော့လုပ်ငန်းထဲမှာထိထိရောက်ရောက်သုံးနိုင်တာမျိုးကြတော့အားနည်းနေသေးတယ်ဆိုရအချက်ပဲရှင့်။အော်ဆိုလိုတာကနေပညာရှိရုံနဲ့မပြည့်ဘူးပေါ့ ဟုတ်ပါတယ်။ e-commerce ဆိုတာတဌာနတဲ့တယောက်တည်းလုပ်လို့ရတာမဟုတ်ဘူးလေ။ဌာနအလုံးဝန်တန်းအလုံးကစိတ်ပါလက်ပါနဲ့ပူးပေါင်းပြီးတော့အဲနေ့စဉ်လုပ်ငန်းထဲမှာဒီနည်းပညာကိုထည့်သုံးချင်တဲ့စိတ်ရှိမှအောင်မြင်မှာဆိုတဲ့သဘောကိုဒီမတန်းကညွန့်ပြနေတာပါပဲ။ဒါကြောင့်2012က IWT ရဲ့ကြိုးပမ်းမှုကိုပြန်ကြည့်ရင်အထောက်မှုတွေအများကြီးရှိသေးပေမဲ့အဲ့ဒီ technology တွေကိုအဖွဲ့အစည်းတစ်ခုလုံးရဲ့ယဉ်ကျေးမှုထဲလုပ်ငန်းစဉ်ထဲမှာ စိတ်ဝင်တွားအောင်လုပ်ဖို့ကအကြီးမားဆုံးအခက်အခဲဖြစ်နေခဲ့ပုံပဲဒါကအဲ့ဒီအချိန်က IWT အတွက်တင်မကဘူးဒီနေ့ digital ပြောင်းနေတဲ့ပေဖွဲ့စည်းတမဆိုသင်ခန်းစာယူစရာပဲနော်အဆုံးသက်အနေနဲ့စဉ်းစားစရာလေးတစ်ခုပေါ့နော်ဒီမှတ်တမ်းကိုကြည့်ရင်အဲ့ဒီတော့က တကယ်လူဝနေခဲ့တာကနောက်ဆုံးပေါ်နီးမြအတ္တိကြီးတွေထက်ထဖို့ထက်ရှိထားပြီးသားနီးပညာတွေကိုပဲဌာနအလုံးဝန်ထမ်းအလုံးကအတူတကွလက်ခံပြီးတော့အပြည့်အဝဒုံးတက်ဖို့နေ့စဉ်လုပ်ငန်းရဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာဖို့ဆိုတော့အဲလူနဲ့အဖွဲ့အစည်းဆိုင်ရာအချက် human and organizational factor ကပိုအရေးကြီးနေခဲ့တာကိုတွေ့ရတယ်ရှင်။ဟုတ်ကဲ့အော်တခြားအဖွဲ့အစည်းတွေကပါဘလို့ဆက်ပြီးတော်ဖြတ်ကြမလဲတော်ဖြတ်ခဲ့ကြတယ်လဲဆိုတာကတော့အမြဲတမ်းစိတ်ဝင်စားစရာမေးခွန်းတစ်ခုပါပဲရှင်